မင်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်အတွင်းမှာမပြည့်ပြတ်သေးတဲ့တိုက်ပွဲတွေအကန့်အသတ်နဲ့ဆောင်ရွက်နေချိန်မှာအမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြတန်းချက်အရစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေကိုပြည်ပထွက်ဖို့အတွက်တားမြစ်လိုက်တယ်လို့အာရခတပ်တော် AA ကမေလ22ရက်နေ့ကထုတ်ပြန်ပါတယ်။အမျိုးသားကာကွယ်ရေးဆိုင်ရာအရေးပေါ်ပြတင်းချက်ရ National Defense Emergency Provision NDEB ကို2025ခုနှစ်မတ်လ16ရက်နေ့မှာစတင်ပြတန်းပြီးတဲ့နောက်ရခိုင်ပြည်နယ်ကလူငယ်တချို့အရေးပေါ်ပြတန်းချက်ကိုတေချစွာနားမလည်ပဲတိုင်းပြည်တောင်ဝင်ထမ်းဆောင်မှုကိုရှောင်လွဲဖို့ပုံစံအမျိုးမျိုးနဲ့ကြိုးပမ်းနေတာကိုတွေ့လာရတယ်လို့ AA ကပြောပါရယ်တိုင်းပြည်တောင်ဝင်ထမ်းဆောင်မှုကိုရှောင်လွဲပြီးထွက်ပြေးဖို့ကြိုးပမ်းနေတဲ့လူငယ်တွေကိုတားမြစ်ဖို့အတွက်အချက်လေးနဲ့လူငယ်တွေရခိုင်ပြည်နယ်ပြင်ပကိုထွက်ခွာတာကိုတားမြစ်လိုက်တာပါ အာရခပြည်သူ့ကျန်းမာရေးဌာနကကုသမပေးနိုင်တဲ့ပြင်းထန်ရောဂါရှိတဲ့လူနာတွေအသက်အန္တရာယ်စိုးရင်ရတဲ့လူနာတွေကနေလွဲပြီးတော့အမျိုးသားဆိုရင်အသက်16နှစ်ကနေ45နှစ်အထိအမျိုးသမီးဆိုရင်တော့အသက်16နှစ်ကနေ25နှစ်အထိရှိတဲ့သူတွေကိုပြည်내ပြင်ပကိုသွားလာခွင့်မပြုဘဲလက်ရှိတိုက်ပွဲကြောင့်ဖြစ်ပေါ်နေတဲ့အရေးပေါ်ကာလပြီးတဲ့အထိတားမြစ်ထားကြောင်းထုတ်ပြန်ထားပါတယ်ရှင်။ စကိုင်းတိုင်းမုံရမြို့နယ်ငကားတွင်းကျေးရွာကိုမေလ22ရက်နေ့ည8:00နာရီခွဲလောက်ကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့်ပြည်သူ၂ယောက်သေဆုံးပြီး10ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံစီကနေသိရပစ်ခတ်ခဲ့တယ်လို့ဆိုပါရယ်။မုံရမြို့ဝင်မြို့ထွက်မအူရွာစစ်ကောင်စီဂိတ်ကနေပစ်ခတ်တာကြောင့်ငကတင်းရွာစုတောင်းပြေဖရအရှိဘက်ကိုလက်နက်ကြီးကြီးကြရောက်ပြီးယောက်ျားတစ်ယောက်နဲ့မိန်းမတစ်ယောက်ထိခိုက်သေဆုံးခဲ့ကြောင်း ကလေးငယ်တွေအပါအဝင်ပြည်သူ၁၀ယောက်ပြင်းထန်ဒဏ်ရာရရှိခဲ့လို့ဒေသခံရွာသားတယောက်ကပြောပါရယ်စစ်ကောက်စီတပ်ကသခိုင်းတိုင်းအတွင်းရမြို့နယ်တွေကိုပြန်လည်ဆိုးမိုးနိုင်ဖို့ရတယ်လို့သိရပါရယ်ရှင်တမိုးခရရဲ့ပကဖရဲဘော်၁၀ယောက်တပ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့အမှုမှန်ပေါ်ပေါက်ဖို့နဲ့တာဝန်ရှိတဲ့သူတွေကိုအပြစ်ပေးအရေးယူဖို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတောင်းဆိုလိုက်ပါရယ်တိတိတရင်ပြဖို့ထားတာပါရှင်သခိုင်းတိုင်းတမိုးခရရင်ကမ္မကြီးကျေးရွာအနီး မြန်မာအိန္ဒိယနယ်စပ်မြန်မာပြည်ပအချမ်းမှာယာယီစကန်းရွှေပြောင်းတာဝန်ထမ်းဆောင်နေတဲ့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖရဲဘော်၁၀ယောက်ဟာမေလ၁၄ရက်နေ့မှာစကန်းကနေပျောက်ဆုံးသွားခဲ့တယ်လို့သိရပါဗျ။မေလ၁၆ရက်နေ့မှာအိန္ဒိယနိုင်ငံနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့အာတရိုင်ဖယ်တပ်ဖွဲ့မဏိဘူးပြည်နယ်ချန်ဒီခရိုင်တရင်တစ်စီကနေပျောက်ဆုံးနေတဲ့ပကဖရဲဘော်တွေကိုရဝလောင်း၁၀လောင်းအနေနဲ့ညှိနှိုင်းတောင်းဆိုလက်ခံရရှိခဲ့တယ်လို့သိရပါဗျ။ NUG အနေနဲ့ အမှုမှန်ပေါ်ပေါက်ရေးဆောင်ရွက်ပေးဖို့အိန္ဒိယကိုစန့်ကျင်တိုက်ခိုက်နေသူတွေမဟုတ်ဘဲရက်ဆက်စွာတပ်ဖြတ်ခြင်းအပေါ်တာဝန်ယူစုံစမ်းဖြေရှင်းပေးဖို့နိနာသူမိသားစုတွေကိုနိနာချေပေးပြီးတာဝန်ယူဆောင်ရွက်ပေးဖို့နောက်မှာအလားတူကိစ္စတွေမဖြစ်ရေးအတွက်စီမံဆောင်ရွက်ပေးဖို့နှစ်နိုင်ငံနယ်ကြားစီးညှိနှိုင်းမှုမပြည့်ပြတ်သေးတဲ့ကာလမှာတစ်ဖက်သက်ခြံစည်းရိုးခတ်တာကိုယာယီရက်ဆိုင်မှုစတဲ့အချက်၆ချက်တောင်းဆိုခဲ့ပါတယ်။အိန္ဒိယနိုင်ငံဖြစ်တဲ့အတွက်အမြဲတမ်းတွေးဆက်ဆံရမယ့်အခြေအနေရှိတာကြောင့် နှစ်နိုင်ငံမဟာမိတ်ဆက်ဆံရေးမပြတ်ဖို့အတွက်မြစ်တာရက်ခံတောင်းဆိုထားပြီးအိန္ဒိယအစိုးရဘက်ကတစုံတရာဆောင်ရွက်ပေးဖို့ယုံကြည်တယ်လို့ UNG ကဆိုပါတယ်။ UNG ကတော့အမှုမှန်ပေါ်ပေါက်ဖို့ရည်ရှိကြမှာ တော်တို့အခုစကားတွေပြောနေတာရှိတယ်ပေါ့နော်အဲသူတို့ဘက်ကဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ဟာတော့အသေးလေးကျွန်တော်မသိရဘူးနောက်နောက်ဒီလိုသိစားရမှာဖြစ်အောင်ပေါ့နော်မဖြစ်အောင်ဆိုနေမှာနောက်ဦးနှစ်ဖက်ပေါ့ဗျာနောက်ဦးနှစ်ဖက်ပြဿနာမဖြစ်အောင်ဘယ်လိုပုံစံနဲ့ဆက်သွားကြမလဲဆိုရဲဟို standard operation procedure လိုဟာမျိုးတွေပေါ့နော် SOP တွေလိုမှာပေါ့နော်တကယ်တမ်းဒီလိုသိစားရမှာဖြစ်ဖို့ကတော့တစ်ဖက်ချင်းနဲ့တော့မရဘူးလေနော်နောက်ဖက်ကစီနေနေနဲ့ဂျာမိုးရေးဆက်မဖြစ်အောင်လှုပ်သွားကြဖို့တော့ကျွန်တော်တို့အဲ့ဒီထဲမှာတောင်းဆိုထားတာပါတယ်ပေါ့နော်အဲ့တော့အဲ့အရာတွေလည်းဖြစ်လာမယ်လို့ကျွန်တော်တို့ကတော့မျှော်လင့်ပါတယ် ိန္ဒိယစစ်တပ်ရဲ့ထုတ်ပြန်ချက်ကိုကိုးကားပြီးနေဆက်အနီးနီယူဆန်တဲ့ကျေးရွာအနီးမှာလက်နက်ကိုင်အဖွဲ့ဝင်တွေရဲ့လှုပ်ရှားမှုသတင်းရတာကြောင့်စစ်စင်ရေးတစ်ခုကို စတင်ခဲ့ပြီးစစ်စင်ရေးအတွင်မှာတန်တရားရှိသူတွေကပြစ်ခတ်ခဲ့တဲ့နောက်စစ်တပ်ကပြန်လည်ပြစ်ခတ်ခဲ့လို့စစ်ဝတ်စုံဝတ်ထားတဲ့လူ၁၀ယောက်တေဆုံးခဲ့တယ်လို့အိန္ဒိယအခြေစိုက်မီဒီယာတွေမှာဖော်ပြကြပါဗျ။အလောင်းပြန်ရဖို့လုပ်တဲ့တဲယူတဲ့အလေးပြုအခမ်းအနားနဲ့မိတဲ့ဂျူတဲ့ မြေပြင်ချက်လက်တွေကိုလေ့လာပြီး MOD ထံအစီရင်ခံစာတင်ပြထားတယ်။ NUG Move for Statement ထုတ်ထားပြီးတော့ဆက်လက်ဆောင်ရွက်နေပါတယ်။သဘောထားမှတ်ချက်ပေးရရင်တော့အိန္ဒိယအာမေရဲ့ရက်စက်ရုံမှမှုတွေပါမယ်။ကိုဘကတာဝန်ခံတွေရဲ့ပို့ရမှုတွေလည်းပါတယ်။တပ်ဖွဲ့တွေကခံပြင်းတာပေါ့။ဒါပေမဲ့ကုခိုင်တာဝန်ခံတွေညံ့တာလည်းပါတယ်လေ။စူမူထိန်ချုပ်နေမြေမျိုးနှမျိုးကိုတင်ထားနိုင်တာရှိရတဲ့အနေဘာကြောင့်အိန္ဒိယနယ်စပ်မှာစခန်းချနေတာလဲပေါ့။အခုတော့အိန္ဒိယနယ်စပ်ဘက်အဝင်ထွက်တွေလုပ်တာတွေတတိထားနေရပြီ။ ။ NUG အနေနဲ့အိန္ဒိယအစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုကိုယုံကြည်ကာတခြားမလိုလားအပ်တဲ့နှစ်နိုင်ငံချစ်ချည်ရေးကိုထိခိုက်စေမဲ့ကိစ္စတွေ။နေဆက်ဒေသကတော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်းနိုင်ငံကြီးသားမပီတာတဲ့ဆောင်ရွက်ချက်တွေမပြုလုပ်ဖို့နဲ့အိန္ဒိယမြန်မာနှစ်နိုင်ငံနေဆက်အတွင်းမူရစ်စေဝါတရားမဝင်ရောင်းဝယ်မှုနဲ့တယ်ဆောင်မှုထိန်းချုပ်ရေးအပါအဝင်တရားဥပဒေစိုးမိုးရေးကိစ္စရပ်တွေကိုသက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့မြစ်တာရက်ခံထားပါတယ်။ကျမဒီရီပါ။ အေရီတိုင်းကျုံပျော်မြို့နယ်ထဲမှာရှိတဲ့လယ်သမားတွေကိုကိုဗစ်ကာလထုတ်ပေးထားတဲ့ချင်းငွေတွေနဲ့စိုက်ပျိုးရေးဌာနကချင်းငွေတွေကိုပြန်လည်ဆက်ခိုင်းရတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကျုံပျော်ဒေသခံတွေကလည်းသိရပါဗျာ။ မေလ19ရက်နေ့ကကြုံပျော်မြို့အရာမင်းခမ်းမမှာစိုက်ပျိုးရေးဗန်မန်နေဂျာဒေါ်အေးတီရာကချင်းငွေပြန်ဆက်ဖို့နဲ့အစည်းအဝေးခေါ်ယူရာမှာ၃ချိန်မလာရောက်တဲ့လယ်သမားတွေကိုထောင်သုံးလချမဲ့အပြင်စစ်တပ်ခေါ်ပြီးနေအိမ်မှာရှိတဲ့အရွယ်ရောက်သားသမီးတွေတွင်းရင်စစ်မှုထမ်းခေါ်မယ်လို့ချင်းချောက်ပြောဆိုပြီးချင်းငွေတွေကိုပြန်ဆက်ခိုင်းနေတယ်လို့သိရပါဗျ။2020ခုနှစ်ကိုဗစ်ကာလချင်းငွေတအေကကို9000ကျပ်နဲ့ဘဲချင်းငွေတအေကကျပ်3000ခွဲစီကိုချေပေးထားတာဖြစ်ပါတယ် လယ်သမားတွေကချင်းငွေဆက်တဲ့အတွက်ချင်းငွေရရှိကြောင်းနဲ့ခေတ်ကာလမကောင်းရာသီဥတုကြောင့်စဘာအထွက်နှုံးတွေယော့နေနေတဲ့အပြင်စစ်မှုထမ်းဥပဒေကြောင့်လယ်ဆိုင်တဲ့လူငယ်တွေကအစရှောင်တိန်နေရတာတွေကြောင့်အခက်အခဲပေါင်းစုံနဲ့ကြုံတွေ့နေရတဲ့အချိန်မှာစိုက်ပျိုးရေးဘဏ်မန်နေဂျာဒေါ်အေးတီရာကလက်မခံပဲထောင်ချပစ်မယ်လို့အချိန်ချောက်နေတာကြောင့်အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ကြုံပြောမျိုးကလယ်သမားတစ်ယောက်ကလည်းပြောပါရရှင်။ ပဲခူးတိုင်းတောင်ကုန်းမြို့နယ်ကျုံကုန်းကျေးရွာမှာအသက်16နှစ်အရွယ်ကိုရန်ကျောင်းသူကိုမရင်းချင်းမီတက်ဖြတ်ခဲ့တဲ့အမျိုးသား၂ယောက်ကိုမေလ22ရက်နေ့ကတောင်ကုန်းခရိုင်တရားရုံးကတည်ရန်ကျုံးမိတ်ပေးလိုက်ပါတယ်။မနေ့ကတောင်ကုန်းခရိုင်တရားရုံးကနေတရားခန်းသိန်းထိုက်အောင်ခေါ်တားပုနဲ့စီသူနိုင်ခေါ်မှဲ့ကြီးတို့ကိုရဇဇကြီးပုံမှ302ကငယ်34အရာစစ်ဆေးပြီးတော့မတင်မချင်းကြိုးခွင်းဆွတ်တက်ဖို့အတွက်အမိန့်ချမှတ်ခဲ့တယ်လို့တရားရုံးနဲ့နေဆက်သူတွေစီကနေသိရပါဗျ။ မတ်လ19ရက်နေ့ကတောင်ကုန်းမြို့နယ်ကျုံကုန်းကျေးရွာမြောက်ပိုင်းမှာမိဘတွေအလုတ်သွားနေတော့အိမ်မှာကြံရစ်ခဲ့တဲ့အသက်16နှစ်အရွယ်ကိုရန်ကျောင်းသူကိုတရွာရဲနေအမျိုးသား2ယောက်ကအာရမပြုကျင့်ပြီးရဲရဲဆက်ဆက်တပ်ဖြတ်ခဲ့တာဖြစ်ပါတယ်တည်ဆုံသွားတဲ့ចောင်းသူဟာလိမ္မာရင်ကျေးပြီးတော့ပညာရေးနဲ့ထူးချွန်ကမိဘတွေအပေါ်မှာတည်တက်တဲ့သူဖြစ်တာကြောင့်ရွာခန့်နေနဲ့မြို့ခန့်နေပေါင်းပြီးပြစ်မှုကျူးလွန်သူနှစ်ယောက်ကိုထိရောက်တဲ့ပြစ်ဒဏ်ချရေးအတွက်ကြိုးပမ်းခဲ့ကြပါရဲ့ရှင်။ မြောက်ကိုရီးယားအခုသတင်းပတ်အတွင်းမှာဖြစ်ပွားခဲ့တဲ့စစ်သင်္ဘောတစ်ရေချပွဲကမတော်တဆဖြစ်ရတဲ့ပတ်သက်ပြီးတော့အလုံးစုံစုံစမ်းစစ်ဆေးမှုတွေစတင်ခဲ့တဲ့အကြောင်းနိုင်ငံပိုင်မီဒီယာ KCN ကမေလ23ရက်နေ့တောက်ကြနေမှာအစီရင်ခံထားပါတယ်။မေလ21ရက်နေ့ဗုဒ္ဓဖူးနေ့ဟာနိုင်ငံအရှိမြောက်ပိုင်းမှာရှိတဲ့ချုံချင်းတင်မောချင်းမှာတန်ချိန်9000ရှိဖြတ်တင်မောကိုရေထဲစတင်ချချိန်မှာမတော်တဆဟန်ချက်ပြတ်သွားပြီးစစ်တင်မောရဲ့အောက်ခြေအပိုင်းနေကျိမွတ်သွားတာဖြစ်တဲ့အကြောင်းပြုံရန်ကပြောကြားထားပါတယ်။ အတွင်းမိုင်းစစ်စီရဲ့အရာတော်စစ်သင်္ဘောရဲ့အောက်ခြေမှာဘာအပေါက်မှမတွေ့ရပေမဲ့သင်္ဘောရဲ့ကိုယ်ထဲညာဘက်ချမ်းမှာချက်ရများရှိတာကိုတွေ့ရကြောင်းနဲ့ပင်လယ်ရာကဲဆယ်ရေးလမ်းကြောင်းကနေတဆင့်ပဲ့ပိုင်းကိုစီးဝင်လာတဲ့အကြောင်းကိုအစီရင်ခံထားတာတွေ့ရပါတယ်။အပြက်စီအတိုင်းတာကတော့မစိုးရင်ရာကြောင်းနဲ့မတော်တဆဖြစ်ပွားရတဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့တာဝန်ရှိသူတွေကိုရှာဖွေဖို့ညွှန်ကြားထားတယ်လို့အစီရင်ခံစာမှာဖော်ပြထားပါတယ်။အဲ့ဒီမတော်တဆမှုကြောင့်ထိခိုက်ဒဏ်ရာရသူဒါမှမဟုတ်သေဆုံးမှုမရှိကြောင်းလည်းသိရပါတယ်ရှင်။ ဒီ VV ရောင်းမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ Wendy ပါ